အကျဉ်ရက်၌စိတ်ဓာတ်တို့သည်ကြောက်ချင်းကင်း၍ဥကောင်းတို့သည်မောလျက်ရှိကုန်၏ပြောကျင်လားအဲ့ရက်မှာဘာမှကြောက်ရမလို့ဘောဗျာဘုသူ့မှာကြောက်ရမလို့တော့ခေါင်းငုံနေကြမလို့ခေါင်းကအမြဲတမ်းမော့နေတယ်အကျဉ်ရက်၌စိတ်ဓာတ်တို့သည်ကြောက်ချင်းကင်း၍ဥကောင်းတို့သည်မောလျက်ရှိကြကုန်၏အကျဉ်ရက်၌ပညာရောင်သည်လွတ်လပ်စွာထွန်းပြောင်းလျက်ရှိ၏ အကျင်အရ၌အစိတ်စိတ်အမှွာမှွာကွဲပြားနေခြင်းသည်နှတ်တိမရှိအကျင်အရ၌စကားတို့သည်တစ္ဆာနှုတ်ဖျားမှသာပွင့်ထွက်လာတတ်ကြ၏အကျင်အရ၌မလျှော့သောလုံးလဝရိယသည်မွန်မြတ်သော တရားစီတို့ဥတီလျက်ရှိအကျင်အရ၌ပညာဂုံဒီဟုသောဆိုင်းရည်သည် ဒလေဇိုးဇိုက်ဆိုးဒီဟုသောတဲကနာရတွင်တသွင်းသွင်းစီလျက်ရှိအကျင်အရ၌ကဘာတဝမ်းလုံးအတွေ့စေနာထားဆောင်ရွက်ရန်တိုက်တွန်းနှိုးဇော်တတ်သောအရှင်သခင်သည်ရှိ၏ပြောချင်တာကတကဘာလုံးကလေးစားတဲ့ခေါင်းဆောင်အဲ့ဒီအရမှာရှိတယ်ဘုဖခင်အကျွန်ုပ်တို့၏နိုင်ငံသည် ထိုအရ၌သာနိုးကြားလာပါစေတည်းခေါင်းစဉ်ကတို့အိန္ဒိယအဲ့တော့ကျွန်တော်တို့ကဒီခေါင်းစဉ်ကိုတို့မြန်မာနိုင်ငံလို့ပြင်လိုက်ရင်ကျွန်တော်တို့နိုင်ငံရဲ့ဥတ္တရာဟာစောစောကဖတ်ပြတဲ့စာသားတွေရှိတဲ့နေရာ ဖြစ်ပါလေ့မယ်